ုဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျွန်မပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပါပေါ့အဲမဲအများဆုံးရသူအနိုင်ယူမဲဆန္ဒနဲ့အမှတ်နဲ့မှာရှောက်ထားပြီးတော့မှရင်းပယ်ခံထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ရှင်ပြည်သူ့ရှိဆောင်ပါတီ PPP ဩက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့အတနာခံစာကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကငင်းပယ်လိုက်တယ်လို့သိရပါဗျ။ UEC ကနေကိုယ်စားလှယ်လောင်းအဖြစ်ပယ်ချထားတာနဲ့ပတ်သက်ပြီ ပြန်လည်စဉ်းစားပေးဖို့တောင်းဆိုထားတဲ့အပေါ်ညှင်းပယ်ခံလိုက်ရတာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်တာယာမြို့နယ်မှာနိုဝင်ဘာ14ရက်နေ့ကလှုပ်တဲ့ PPP ပါတီနဲ့လူလူတွေးဆောင်ပွဲအခမ်းအနားမှာဒေါက်တာသက်ခိုင်ကအဲ့ဒီလိုပြောသွားတာဖြစ်ပါတယ်။အဆိုလို့ရှိရင်ကျွန်မနောက်ဆုံးမီဒီယာနဲ့နိုဝင်ဘာ10ရက်နေ့မှာပြောထားတာကတော့အဲကျွန်မအတနာခံစားတင်ထားတယ်လို့ပြောထားပါတယ်။အဲဒါပေမဲ့ကျွန်မဒီပြည်သူလူထုကြားထဲမှာ ဒီအိုးတော်တောင်းနေမဖြစ်စေချင်လို့ပေါ့နော်ကျမတို့အဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပြီးပါချင်းကျမရဲ့အဲကျမရဲ့အတနာခံစာငင်းပယ်ပြီးဖြစ်ပါချင်းအဲသို့တော်လည်းကျမဒီလိုငင်းပယ်ခံရတဲ့အတွက်ဒါငင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူး UEC ကဒေါ်သက်သက်ခိုင်အနေနဲ့ကမောစဘန်ကိုချင်းငွေပြန်ဆက်ဖို့ရှိနေတဲ့အတွက်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခါချင်းပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာကြောင့် ကိုစလဲလောင်းအဖြစ်ကနေပယ်ချကြောင်းကိုအော်တိုဘာ21ရက်နေ့ညပိုင်းမှာနေအိမ်ကိုဆလာပေးသွားတာဖြစ်တယ်လို့ဒေါ်သက်သက်ခိုင်ကပြောထားပါဗျ။ဒီမတိုင်ခင်မှာတော့ဒေါ်သက်သက်ခိုင်အနေနဲ့ယူအီစီကထုတ်ပေးထားတဲ့ကိုစလဲလောင်းအတီးပြုတ်ကတ်ကိုလက်ဝယ်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်။ဒေါ်သက်သက်ခိုင်အနေနဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရဖို့အတွက်အော်တိုဘာ24ရက်နေ့မှာယူအီစီကိုအတနာခံစာတင်ခဲ့တယ်လို့ အနာဒိစစ်တပ်ကောင်းဆောင်ပို့ချုပ်မှုကြီးမဲအောင်လိုင်းစီကိုလည်းအတနာခံစားပို့ခဲ့သေးတယ်လို့ဒေါက်တာသက်ခိုင်ကထုတ်ပြောထားပါတယ်။ရွေးကောက်ပွဲဥပဒေအခန်းကရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူတွေနဲ့ဆက်လက်ရတည်ပိုင်ခွင့်မရှိသူများကောင်းဆင်အောက်ကပုံမှန်ရှိကကြီးမှာတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူလို့ဖော်ပြထားပါတယ်။အဲ့ဒါအရင်တုန်းကတော့မရှိခဲ့ဘူးဒီပုံမှာပြောပါမရှိခဲ့ဘူးအခုဒီတစ်ခေါက်ပြင်ဆင်ချက်ပေါ့နော်ဒီရေကောက်ွယ် ကျင်ရပြီးနောက်ပိုင်းပြင်ဆင်ချက်မှာထည့်လာတဲ့ပုံမှန်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအေးယူတာကလည်းတော်တော်ခိုင်ဖို့ပဲဒီပုံမှန်နဲ့အေးယူတာတော့တော်တော်ခိုင်တဲ့အောင်ပဲကျွန်တော်တည်တယ်တော့ရှိသေးတယ်ပေါ့နော်ဆိုတော့အမြင်ပြောရရင်တော့သူကဒီစစ်တပ်ကသူ့ထောက်ခံနေတဲ့သူတွေကလည်းသူတို့ထိန်းချုပ်လို့မရတော့ဘူးဒီဒီလူတွေထိန်းချုပ်လို့မနိုင်တော့ဘူးဆိုတော့အချိန်နဲ့အချိန်ကြာလို့ရှိရင်အဲ့လူတွေကိုအေးယူဖို့တက်အဲ့လူတွေကိုဖိထုတ်ဖို့တော့နေလန်နေကြိုးပြီးတော့ပြင်ဆင်ထားတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အဲ့ဟာက တော်တော်ဆိုင်မှာမဟုတ်လူတိုင်းအတွက်ပေါ့နော်ဆို NDF ကိုသူတို့လုပ်ခဲ့အာတနီလန်နဲ့လုပ်ခဲ့တော်တော်ဆိုင်တနီလန်နဲ့လုပ်ခဲ့ပေါ့နော်ဆိုတော့ဂျန်တဲ့သူတွေလည်းအဲ့ဒီအောက်ကမလုံယုံလို့မြင်တယ်မှာဥက္ကူကြီးလည်းမလုံယုံဥခင်ကြီးလည်းမလုံယုံလို့ထင်တော်တော်ဆိုင်ဟာနိုင်သူအကုံယူ FPTP စနစ်နဲ့ကျင်းပမဲ့မျိုးသားလွတ်တော်အမှတ်နဲ့မဲဆန္ဒနယ်မှာဝင်ရောက်ရွေးကောက်ခံမှုအမြင်စင်းတင်သွင်းထားခဲ့တာဖြစ်ပါတယ်ရွေးကောက်ပွဲမှာပါဝင်ခွင့်ရနိုင်မှုအတွက်အောက်တိုဘာ30ရက်နေ့မှာ ကမောစာပံကိုပေးဖို့ရှိတဲ့ချင်းငွေတွေအနက်စက်သိန်းပေါင်း9000ကိုပေးသွင်းခဲ့တဲ့လို့ဒေါ်သက်သက်ခိုင်ရဲ့ပြောဆိုချက်အရသိရပါဗျ။ဒေါ်သက်သက်ခိုင်နဲ့အတူကိုစလဲလောင်းအဖြစ်ကပယ်ချခံထားသူ86ယောက်ရှိခဲ့ပြီးပြန်လဲအယူခံဝင်ခဲ့သူတွေကမှတယောက်ကိုပဲကိုစလဲလောင်းအဖြစ်ပြန်ဖြစ်ခွင့်ပေးမယ်ဆိုရင်တော့အဲ့ဒီတယောက်ကသူဖြစ်ဖို့အထင်မျှော်လင့်ထားတယ်လို့အော်တိုဘာလအတွင်း BBC မြန်မာပိုင်းနဲ့တွေ့ဆုံမိ мян ကမှဒေါ်သက်သက်ခိုင်ကပြောသွားပါဗျ။ ပါတီငယ်လေးတွေဟာကြောက်ခိုင်ဖွံ့ဖြိုးရေးကိုပေးနေတဲ့မဲတွေကငါတို့ဘက်ရောက်လာမယ်လို့တော့ကျွန်တော်ထင်တယ်မျှော်လင့်လို့မရအောင်အဲ့တော့သူတို့ရလိုက်တဲ့မဲကဘယ်ထက်ကနေယူမလဲဘယ်ထက်ကနေနိုင်ရမလဲဆိုရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပေးခဲ့ကြတဲ့လူတွေတည်းရပဲသူတို့ပေးရမယ်ယူရမယ်ဒီနေ့မှဘာသွားတွေ့ရလဲဆိုတော့ဒီလိုအနေအထားမှာဒေါ်သက်သက်ခိုင်ဟာဒေါ်အောင်ဆန်း စုကြည်သည်စစ်တပ်ကဆွဆွဲထားသလိုเนาะအလွဲသုံးစားတွေပြုတ်လုတဲ့အတွက်ဆိုပြီးတော့ပြောသွားတဲ့စကားလေးအင်တာဗျူးမှာသူကဖြေချပြောသွားတာလေးတော့တွေ့ရတယ်ဒါသတင်းထဲမှာလည်းတော်တော်ခရဲရဲခဲ့တယ်သူဟာသူ့ပါတီကိုလည်းတတ်တယ်သူ့နိုင်ငံရေးကိုလည်းတတ်တယ်စကားကိုသူကအဲ့ဒီမှာပဲသူပြောလိုက်တယ်เนาะဒီတန်းမှာထူးခြားတဲ့လူမှုမီဒီယာပေါ်မှာ အဲကျွန်တော်သွားတွေ့တာလေးတစ်ခုရှိတယ်အထူးထည့်သာဓနာတဲကပုတ်သာနာဖုန်ကြီးတစ်ပါးကဆိုရင်ဘာတင်လဲဆိုရင်သူဟာသူတော်ကောင်းကိုပြစ်မှားခဲ့တဲ့အတွက်ကြောင့်မို့လို့เนาะဒါကတန်လျာအဆက်ဆက်ထိအပြစ်ကိုခံရလိမ့်မယ်ဆိုတော့ပို့စီကိုသွားပြီးတွေ့ရတယ်အဲ့ဒီစကားပြောပြီးတာနဲ့ဇက်တိုက်တော့တက်တက်ခိုင်ကြုံတွေ့ရတဲ့ပြဿနာတွေဟာဇက်တိုက်ပေါ်လာတာကိုသွားတွေ့ရတဲ့အခါမှာ ဒီဖုန်ကြီးလေးရဲ့မှတ်ချက်ကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့အဲကျွန်တော်ဒီလိုပဲပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပတ်သက်ပြီးသုံးသပ်ပြောကြားမှာပဲခင်ဗျာ